ရေဒီယိုအားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်။ဘိုင်းရှုံးပွဲကိုခွင့်ကောင်းမယူနိုင်ခဲ့ပဲဘေးနှခါနာရှုံးတဲ့ရင်ဆန်လာတဲ့လီဗာကူစင်။လီဗာကူစင်တင်းရဲ့ဖြစ်ကတော့ရေနက်ကိုမရောက်သေးခင်ရေတိမ်မှာပဲနှိပ်ပြီးလို့ပြောရတော့မှာပါ။ဘိုင်းကခုတစ်ပတ်မှာဗိုလ်ချန်အင်ကွင်းမှာပဲနှစ်သုံးနဲ့ရှုံးနေသွားခဲ့ရပါရယ်။ဘိုင်းနဲ့လီဗာကူစင်တို့နှစ်တင်းဟာယခုနှစ်ဘောလုံးရာသီမှာဘွန်နက်စီကာချန်ပီယံဆုတွက်ကိုအကျိတ်နဲ့ဖြစ်နေကြတာပါ။သူတို့နှစ်တင်းတွေကပဲနှစ်ကောင်နဲ့ပြည့်နေမြင်းလိုမျိုးမဘေးစားထိတ်ဆုံးကနေတောက်လျှောက် ပြေးလာခဲ့ကြတာခုဆိုရင်ကြံတဲ့အသင်းတွေနဲ့ရမတရာအတော်လေးကိုပြတ်လို့နေခဲ့ဖြစ်ပါတယ်အခုတစ်ပတ်ကစားခဲ့တဲ့ပွဲစဉ်25မတိုင်ခင်ထိဆိုရင်အဆင့်တစ်ကဘန်နဲ့အဆင့်၃က main ဆွဲကြားမှာဆိုလို့ရှိရင်ရမတ်ကွာခြားမှုကအမှတ်20ထိကိုရှိပါတယ်ဘန်က24ပွဲကစားရမတ်61မှတ် main ဆွဲ24ပွဲကစားပြီးရမတ်41မှတ်ဖြစ်ပါတယ်ဒါပေမဲ့ဒုတိယနဲ့ Liverpool နဲ့ဘန်တို့ရဲ့ကြားမှာတော့ရမတ်ကွာမှုက10မှတ်ပဲရှိပါတယ်ဒီဘောက်စင်က24ပွဲကစားပြီးချိန်မှာ53မှတ်ရရှိထားတာပါ အခုဒီဘက်ပွဲစဉ်နဲ့ဆန်းငါးမှာတော့ဘိုင်ကအိမ်ခွေးမာရီမဲ့ဘိုးချန်နှစ်ကိုသုံးခုနဲ့အန်အသင်းမြားဆုံးနိုင်သွားခဲ့ရပါတယ်။ဘိုးချန်ဆိုတာတန်းစင်းဆောင်အသင်းဖြစ်ပါတယ်။ဘွန်နက်စီကမှပါဝင်ရှင်ပြိုင်နေကြတဲ့အသင်းမှာ18အသင်းရှိပါတယ်။ဒါကြောင့်အဆင့်16 18ဒီသုံးသင်းကတန်းစင်းရမယ်တန်းစင်းဆောင်နေရာကအသင်းတွေပဲဖြစ်ပါတယ်။လက်ရှိချိန်ဒီဘိုးချန်ကအဆင့်16နေရာမှာရှိနေရပါဒီလိုအသင်းကိုဘိုင်ကအိမ်ခွေးမာရီမဲ့နှစ်သုံးနဲ့ဆုံးနိုင်သွားခဲ့ရတာဖြစ်လို့အတော်လေးကိုရှုံးချက်ကနားတဲ့ပွဲလို့ဆိုရမှာဖြစ်ပါတယ်။ ိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါ့ကြီးတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ 1xbet အကောင့်ဖွင့်သူတိုင်း promo code fbk ခွန်3လုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပါစေဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် viber 39633လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်သူ comment တွေမှာချပေးထားတဲ့ telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဒါပေမဲ့အဲ့ဒါပို့ပြီးတော့အန်အသိစရာကောင်းခဲ့တာဘိုင်ယန်ရဲ့ရှုံးပွဲကိုဒုတိယနေ့မှာရှိတဲ့လီဗာကူးစင်ကပါအသုံးမချနိုင်ခဲ့ပေသူတို့ကပါလိုက်ပြီးတော့ရှုံးခဲ့ကြတာဖြစ်ပါတယ် တကယ်လို့ဒီပွဲသားလေးပါကူစင်းတို့နိုင်ရလိုက်မယ်ဆိုရင်ဘိုင်ယန်နဲ့ငါးမှတ်กว่าနေသားတွေကိုရောက်ရှိလာမှာဖြစ်ပါတယ်။ဒါတော့လီဗာကူစင်ကဘိုင်ယန်ထက်တောင်မှာပို့ပြီးတော့ဆုံးချနာခဲ့ရတယ်လို့ပြောရမှာပါ။လီဗာကူစင်ကလည်း Water Premium အင်္ဂွေမှာရှင်ပိုင်ကစားခဲ့ရတာဖြစ်ပါတယ်။ဒီအသီးမှာ Water Premium ကအရင်တော့တွေးခဲ့ရတဲ့ Water Premium မဟုတ်တော့ပါဘူး။သူကလည်းသူလုံးလဲချားလေလိုက်နေ Water Premium ဖြစ်ပါတယ်။လီပွဲ24ပွဲကစားထားပြီးချိန်မှာ Water Premium က10ပွဲတောင်ရှုံးထားပြီးတော့အဆင့်30ပြင်ကိုရောက်ရှိနေခဲ့ရတဲ့အသင်းပါ။တကယ်တမ်းပွဲကစားမှာလည်းလီဗာကူစင်ကသာဆက်ဆက်ရအသာစီးနဲ့ကစားသွားနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကလည်း83ရာခိုင်နှုန်းထိအသာစီးရပြီးတော့မှကစားနိုင်ခဲ့ပါလိမ့်။ဒါပေမဲ့ဂိုးပေါင်း၈ရောင်းရဲ့လီဗာကူဆင်ကဘာလို့လို့တော့မှမသိဘဲနဲ့ကြောင်ပြောင်းနေကြတာများခဲ့ပါလိမ့်။အတော်လေးဆိုးတဲ့အနေအထားဖြစ်ပါလိမ့်။ဒီအချိန်မှာဝါရာပရီမီယံကလင်းမြန်မြန်နဲ့ပဲကောင်တာပြန်ကစားခဲ့ရမှာလီဗာကူဆင်နဲ့အလူးလဲကိုဖြစ်ခဲ့ရပြီးတော့ဘွဲပြီးမှတော့အိမ်ကွင်းမာရီမြန်ကကိုးပြန်နဲ့ရုံးနေသွားခဲ့ရပါလိမ့်။လီဗာကူဆင်တို့ကမီးနှစ်ခါနာဖြစ်ခဲ့ရတာကတော့ဒီဘွဲမှာအသင်းအဓိကကစားသမား2ဖြစ်တဲ့ Florian Vespa ဒဏ်ရာရှိသွားခဲ့တာဖြစ်ပါလိမ့်။အသက်27နှစ်ရွယ်သာရှိတဲ့ဂျာမန်တောင်ပိုင်းကစားမလေးဟာဒီအာဒီမာလေးလီဗာကူဆင်တို့က ခြေစွမ်းကောင်းတွေကိုဆက်လက်ပြီးတော့ထိမ့်သိမ်းပြတာနေနိုင်စေဖြစ်ပါတယ်။ဝက်စ်ကလူစားဝင်၅ပွဲပါဝင်ဘိုနက်စီက25ပွဲတိရှိမှန်ကစားထားပြီးတော့ကိုကိုသွင်းယူထားကဂိုးမန်နီမှု10ချိန်နီးပြုတ်ထားနိုင်တဲ့ဇာမားလေးဖြစ်ပါတယ်။တိုက်စပိုင်းတို့အခရာကျတဲ့ဇာမား2ဖြစ်တဲ့ Florian Wes ကကီးပတ်စ်ပေးဖို့ရာတွေလောင်းဘောပေးဖို့ရာတွေမှာလည်းမှတ်တမ်းကောင်းတွေရရှိထားတာပါ။ dribbling skate ပိုင်းမှာ Wes ကပြောစရာမလိုတဲ့ဇာမားမျိုးဖြစ်ပါတယ်။ဒါကြောင့်ခုလိုမျိုး Wes တန်ရရှိသွားတာက Liverpool အစဉ်အတွက်ကြီးမားတဲ့ထိုးနှက်ချက်လည်းဖြစ်လာခဲ့တာပါ။ ဒီဘန်ဒါနိုင်းသာဆွေလီဗောက်ဆင်တို့အနေနဲ့ဒီနေ့ဘောလုံးရာသီမှာဘိုဒန်စီကချန်ပီယံအိမ်မက်တွေအဆုံးသတ်လိုက်ဖို့များနေခဲ့ပါပြီ။ရှုံးဝဲမရှိစံချင်းနဲ့ရယူထားနိုင်ခဲ့တဲ့သူတို့ရဲ့ချန်ပီယံဘွဲကိုမကာခွေနိုင်တော့ဘွဲများနေပါလေ။ချန်ပီယံလိမှာလည်းဘိုင်ကို၃ကိုပြနဲ့ရှုံးတာပြီလို့နောက်ဆင်းတက်ဖို့ကမလွယ်တော့ပြန်ပါဘူး။ဒါကြောင့်ဒီရာသီမှာဖလားလဲမဲ့ရာသီဖြစ်နေစမ်းမသိရဖို့အတွက်ဇာဘီလင်ဆွေလက်ထက်မှာပိုကယ်ဖလားတစ်လုံးပဲမျောလင်းစရာရှိပါတော့လေ။ဒီပြိုင်ပွဲမှာတော့သူတို့ကစီမီစင်းတွေရောက်နေပြီးတော့အာမေးနီးယားဘီလီဖီးနဲ့ထိတိုက်ရင်ဆိုင်သွားမှာပါ။ဒီမှာနေ့ကအားလုံးအားသိနေစေခဲ့လီဗာကူဆင်ကတော့အတောင်ချောင်းလိုအနေငုံပြန်ဆင်းလာခဲ့ပြီလားမပြောတတ်တော့ပါဘူး။ ။စောင်းနေကြည့်ပေတော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။